အများတိုင်းဒီမှာသွားပြီးခိုတဲ့အချိန်မှာလူမျိုးတိတ်ခါကြအောင်တော့မလုပ်ပါနဲ့နော်ဒီနေ့သတင်းတူးကလေအမေရိကန်ကမြန်မာကိုဗီဇာဘန်းနေဗီဇာဘန်းနေအဲ့တော့တည်တိုင်းပြီးတော့ နင်တို့အလိုမရှိဘူးတဲ့နော်ဒီလိုဆိုပြီးတော့မှသူကဘန်းတယ်နင်တို့အလိုမရှိဘူးဆိုပြီးတော့မှအဲ့လိုလေပြောပြီးတော့မှ Trump ကောင်းပြူကြီးကအဲ့လိုမျိုးခေါင်းဝါကြီးကအဲ့လိုမျိုးပြောပြီးတော့မှဘန်းတယ်ဆိုတော့လေအစ်ကျမပြောပါတယ်နော်လွန်ခဲ့တဲ့နှစ်တည်းလွန်ခဲ့တဲ့လပိုင်းကတော့ကျမတစ်ခါထပ်ပြောသေးတယ်ကျမတို့ကလေဘာဖြစ်သလဲဆိုတော့အာနိုင်ငံ image ဆိုတာထက်ကျမတို့နိုင်ငံအစိုးရထက်ကျမတို့နိုင်ငံသားတွေရဲ့ လုပ်ရက်တွေကြောင့်အဓိကဖြစ်တယ်နော်ဆိုတော့နိုင်ငံကစီးပွားရေးအဆင်မပြေလို့နိုင်ငံကဆင်းရဲလို့ဆိုတာတကျွန်တော်တို့တိုင်းပြည်ကဘယ်တော့မှလည်းမချမ်းသာခဲ့ဘူးနော်ဆိုတော့ဘယ်တော့မှလည်းချမ်းသာတဲ့တိုင်းပြည်မဖြစ်ခဲ့ဘူးအဲ အခုနောက်ပိုင်းဘာဖြစ်လဲဆိုတော့အရင်တုန်းကတော့နိုင်ငံသားသွားနှုံးနေနေတာပေါ့လေအခုနောက်ပိုင်းကျတော့နီလန်းမောင်းစုံနဲ့ဒါအကြောင်းမောင်းစုံတွေပြည်တွင်းမှာလည်းဖြစ်တဲ့ခါကျတော့အကြောင်းမောင်းစုံတွေနိုင်ငံဂျားတွေကိုရောက်အောင်သွားကြတယ်အဲခုနလို blue color တွေရော white color တွေရောဒီလိုမျိုးသွားကြတဲ့ခါမှာ blue color တွေပုံများတာပေါ့နော်အဲ့တော့ blue color တွေပုံများတဲ့ခါကျတော့အဲ blue color ဆိုတာအခြေခံဒီအခြေခံအလုံးနဲ့သွားကြတဲ့သူတွေပေါ့လေပုံများတဲ့ခါကျတော့စီးနဲ့ကမ်းမဲ့လေးတွေတအားဖြစ်တယ်ကျမဟိုတစ်ခေါက်တော့ကျွန်မပြောပါသေးတယ်နော်ဆိုတော့စင်ကာပူမှာအင်ဂျီဂျိုဂျီနဲ့တခါတည်း ကိုဟာတခြင်းနေအော်ဟစ်ဆိုတာတွေဂျပန်မှာ cherry ပန်းတွေကိုချိုးတာတွေနောက်တစ်ခါဒီဂျပန်မှာဒီပန်း cherry ပန်းကြီးချိန်မှာပန်းတွေကြီးကြတဲ့အချိန်မှာမြန်မာလူမျိုးတွေကစောင်းပေါက်ကြီးတွေနဲ့တွားပြီးတော့မှပန်းကြံတယ်သူတို့ကအေးအေးဆေးဆေးနဲ့ဂျပန်လူမျိုးတွေကပန်းကိုအရသာခံပြီးတော့မှကြီးတဲ့အချိန်မှာမြန်မာလူမျိုးတွေကကာရာအိုကေစောင်းပေါက်ကြီးတွေနဲ့တွားပြီးအဲ့မှာကြဆိုကြကားကြတစ်တော်တွေရိုက်ကြနေအဲ့လိုတွေလုံးကြတာတွေเนาะကျွန်မပြောပါတယ်เนาะကျွန်မပြောခဲ့ပါတယ်ဆိုတော့လေ နိုင်ငံဆိုတာထက်နိုင်ငံသားတွေမှာတာဝန်ရှိတယ်เนาะဆိုတော့လူတယောက်စီကံဖောက်လိုက်တယ်ဆိုတာကကျမတို့ကအဲ့တူတယောက်ထဲနေနိုင်ငံသားမှာဒီလိုဖြစ်တာမဟုတ်ဘူးမြန်မာနိုင်ငံသားတွေဆိုတဲ့ဟာမျိုးနဲ့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အခုကျမတို့နိုင်ငံသားတွေကိုကမ္ဘာနိုင်ငံအသီးသီးကအလိုမရှိနေတော့ဘူးနော်ဆိုတော့အလိုမရှိနေတော့ဆိုတော့ရင်နာစရာကောင်းတာကအခုအမေရိကကကြော်ညာလိုက်တဲ့အချိန်မှာကျမတို့နိုင်ငံကလေဘယ်နိုင်ငံနေနဲ့တံတန်းနဲ့သွားပြီးတော့မှဟိုးစကြော်ညာခံရလဲဆိုလို့ရှိရင်လေအမ ဟေဒီတို့တိလာတချို့နိုင်ငံတွေဆိုခေါ်တာမခေါ်တာဘူးတိတာမသိဘူးเนาะအဲ့လိုအဲ့လိုနိုင်ငံတွေတိလာအဲ့လိုနိုင်ငံတွေ ਨੇ ကျမတို့တွေလေဟိုဟိုတန်းညီပြီးတော့မှလေ ပြင်ညာခံရတာเนาะဆိုတော့ဟို loud store ဘာလို့တော့မှတစိမ့်တစ်ပိုင်းမဲ့ပါတယ်ကျမတို့ကအပြည့်ဘန်းခံတည်တယ်အဲ့တော့ DV သမားတွေလည်းပါတယ် non immigrant non immigrant လို့ပြောတဲ့အတွက်ကြောင့်မို့ DV သမားတွေလည်းအခုဒါနောက်နှစ်တည်းဆို DV ထိုးလို့မရတော့ဘူး DV ကလည်းအလကားမရတော့တယောက်ကိုဒေါ်လာ250တဲ့ဒီလိုဖြစ်တယ်ဆိုတော့ DV လည်းထိုးလို့မရ DV ပေါက်လည်းသွားလို့မရအောင်250အကုန်ခံပြီးပေါက်လည်းသွားလို့မရတော့အကုန်လုံး DV ပါပါတယ်เนาะဆိုတော့အဲ့ဒီအနေထားလေးဖြစ်တယ်အခုလာလိမ့်အောင်မယ်နောက်ထပ်တိုင်းပြည်တွေကလည်း မြန်မာဆိုရင်အလိုမရှိတော့ဘူးမြန်မာ passport ဆိုရင်ကြက်တာမြန်မာ passport ဆိုရင်ဆိုအဲ့ဒါမြန်မာ passport အတိုင်းကိုကြက်တယ်ဆိုတာကလေအစိုးရကိုမကောင်းလို့နင်တို့အစိုးရမကောင်းလို့နင်တို့လက်မခံတာမဟုတ်ဘူးနေနိုနိုင်ငံသားတွေစီကံမရှိလို့နေနိုလူမျိုးတွေစီကံမရှိလို့နေနိုလူမျိုးတွေငါတို့တိုင်းတိုင်းပြည်ထဲမှာလာပြီးချီးတုပ်လုံးမှာမလို့လက်မခံတာအဲ့လိုမျိုး တိလာအဲ့တော့လေကျမတို့ကနိုင်ငံသားမှာကျမတို့မြန်မာရင်လို့အနှိမ်ခံလို့ရှိလို့ရှိရင်ငါတို့အစိုးရမကောင်းလို့အစိုးရမကောင်းလို့အစိုးရကောင်းတာမကောင်းတာဘေးဖယ်ထားအစိုးရချင်းတို့ okay တယ် peaceful အမလေးအစိုးရချင်း peaceful နေတယ်မ peaceful တာကကျမတို့ပြည်သူတွေပေါ့နော်အဲ့တော့ငါတို့နိုင်ငံသားတွေကဘာဖြစ်လို့မ peaceful လဲဆို concentrate မထွေးရဆိုထွေးတယ်အမိုက်မပြရဆိုဖြစ်တယ်ဟိုမှာ time မှာဆိုရင်ဟိုတလုံးမှာဆိုရင် video file တစ်ခုတွေ့လိုက်တယ်အာဥစားမလားမသိဘူး မဟာချိုင်မှာလားမသိဘူးတခါတည်းမြန်မာပြည်မှာကထိန်လှည့်တယ်လို့မျိုးပဲကထိန်အလှခန်းတာဟိုဟိုဟိုဥစားကြီး trolley ball ကိုစောင်းပေါက်ကြီးတင်ပြီးတော့มาလीမိုက်နဲ့တခါတည်းကိုလေအာအမဟိုဥစားတချင်းနေဖွင့်ပြီးတော့มาအလှခန်းထွက်တာလေကဲဆိုတော့ဘလို့မဖြစ်ဖြစ်မြန်မာအများကြီးစုနေတဲ့နေရာပဲဖြစ်စေအောင်တော့ဖြစ်ကိုမြေကိုရေကိုတိုင်းပြည်ကို government မဟုတ်ဘူးအဲ့ဒီကတိတ်မှန်တဲ့စကားတော့ ဲတုန်းကကြတော့လေမကြိုက်ကြဘူးเนาะလူတွေကလေပြောခဲ့တဲ့အယမ်းမှန်တဲ့စကားကိုပြောခဲ့တော့ကကြတော့မကြိုက်ကြဘူးအေးတယ်ကအေးတယ်လို့မနေခဲ့တဲ့ကကြတော့အင်ရှင်တွေကမကြည့်ဘူးတော့လားစင်ကာပူမှာလည်းမြန်မာဆိုဒီလိုပဲစီကန်းနေထုတ်ပြန်နေဆိုရင်ဘာမလုပ်ရအောင်ဘာမလုပ်ရအောင်ဘာမလုပ်ရအောင်စီကန်းနေထုတ်တယ်ဆိုမြန်မာလိုပါမြန်မာစာနဲ့ပါစီကန်းထုတ်ပါတယ်အင်္ဂလိပ်လိုပဲဆိုလို့ရှိရင်အင်္ဂလိပ်စာမတက်တဲ့မြန်မာလူတန်းစားများလွန်အားကြီးလို့အင်္ဂလိပ်လိုမထုတ်တော့ဘဲနဲ့မြန်မာလိုပါထုတ်ယူရတယ် အဲ့တော့ကျွန်တော်တို့ရွှေမြန်မာတွေကကြံဖန်ပြီးဘယ်လိုဂုံလဲဆိုတော့အမလီငါတို့မြန်မာကစားကတွေးတယ်မလားအဲငါတို့မြန်မာတွေကိုတွေးတယ်မလားမဟုတ်ဘူးအဲ့ဒါရှက်စရာကောင်းတာ နော်အင်္ဂလိပ်လိုစာမတက်ပေမတက်နင်တို့မြန်မာတွေကိုနင်တို့မြန်မာလိုထုတ်ပြီးတော့မှသတိပေးရတယ်ဆိုတော့ဟာမျိုးကိုဆိုလိုတာနော်ဆိုရခါကြတော့လေစင်ကာပူမှာလည်းဒီလိုပဲနောက်ဆိုခက်ခဲမာတွေနော်မသိလားကျမတို့ထိုင်းမှာလည်းဒီလိုပဲဂျပန်မှာအခုနောက်ပိုင်းအရင်ဆိုးလာပြီဂျပန်မှာနော်ဟိုးဟိုးအရင်တော့ဆိုလေဂျပန်မှာကကျမတို့ပြောတယ်နော်ယထားပေါ်မှာပတ်စံအိမ်မေးကြံခဲ့လို့ရှိလို့ရှိရင်အဲ့ဒါ ဟိုဂိတ်ဆုံးသွားရင်ဒါရဲ့ဂိတ်ဆုံးဘူတာကိုလှမ်းမေးလိုက်အဲ့ဒါဆိုလို့ရှိလို့ရှိရင်အဲ့ဒီပတ်စံအိတ်အရာမယွင်းမဲနဲ့ပြန်ရတယ်အခုမဟုတ်တော့ပါဘူးတဲ့เนาะဂျယ်လီဘီတွေရမ်းများသွားပြီလေเนาะဆိုတော့လေအဲ့လိုမျိုးအဲ့လိုမျိုးဖြစ်တယ်เนาะဆိုရက်ကကြတော့လေအဲ့နောက်ဆိုဂျပန်เนาะကိုရီးယားเนาะဒါမြန်မာမြန်မာအများဆုံးသွားတဲ့ဟာမလေးရှား အဲ့တော့ဒီနိုင်ငံတွေကတော့ဖြစ်မြန်မာတွေကိုနောက်ဆိုလို့ရှိလို့ရှိရင်ဒါအခုကိုကိုတော်တော်ကြက်တယ်เนาะကျွန်တော်တို့ထိုင်းမှာဆိုရင်မြန်မာဆိုရင်နောက်မှ immigration မှာတလိုင်းစီခိုင်းနေတော့ဘာလို့ညာတော့ ਨੇ ဒီလိုတွေဖြစ်နေတာเนาะဆိုတဲ့ခါကျတော့လေဟိုနည်းနည်းလေးစီကံရှိကြပါဘို့ နည်းနည်းလေးစီကံရှိကြပါဘို့ကျွန်မတို့ကသူများတိုင်းပြည်မှာခေတ္တခဏသွားပြီးတော့မှခိုးတာပေါ့နော်ကိုတိုင်းပြည်အခြေအနေရကိုတိုင်းပြည်မှာအနေထိုင်းရဆိုပြီးတော့မှသူများတိုင်းပြည်မှာသွားပြီးခိုးတဲ့အချိန်မှာလူမျိုးတိတ်ခါကြအောင်တော့မလုပ်ပါနဲ့နော်ဆိုတော့အခုဒါအရန်ရှက်ဆရာကောင်းတယ်နော်ဆိုတော့ကျွန်တော်တို့နိုင်ငံတိုင်းနိုင်ငံတိုင်းမြန်မာပတ်စပို့ဆိုရင်နှိမ်နေဆိုတာကနိုင်ငံအစိုးရကိုနှိမ်တာမဟုတ်ဘူးလူမျိုးကိုနှိမ်တာသိလား ကျွန်မပြောရှင်းရှင်းလေးနဲ့ရှုပ်ရှုပ်သွားသလားเนาะဆိုတော့ဟိုဒီလိုပြောလို့လဲကျွန်မဟိုဟိုဒီဒီလာမစဲနဲ့အဲ့ဒါအမှန်တရားပဲနိုင်ငံအစိုးရကိုနှိမ်တာမဟုတ်ဘူးကျွန်မတို့မြန်မာ passport ကင်ထားတဲ့သူတွေကိုနှိမ်နေဆိုတာကလူမျိုးကိုနှိမ်တာအစိုးရကိုနှိမ်တာမဟုတ်ဘူးလူမျိုးကိုနှိမ်တာနင်တို့လူမျိုးကစီကံမရှိဘူးနင်တို့လူမျိုးကနင်တို့လူမျိုးကဒီလိုမျိုးလုပ်တာအဲ့တော့နင်တို့လူမျိုးကလို့ဘာဖြစ်လို့အနှိမ်ခံရလဲဆိုတော့ကျမတို့တဦးတိုင်းတယောက်တိုင်းစီကံမရှိလို့မလို့ No, irón hey, only နိုင်ငံသားမှရောက်နေတဲ့ရွှေမြမာတွေအနေနဲ့စီလီကန်းလေးနဲ့နေကြဖို့အဓိကတော့ blue color နဲ့သွားပြီးလှုပ်လှုပ်ကြတဲ့သူတွေပေါ့နော်ဆိုတော့ blue color နဲ့သွားပြီးတော့မှလှုပ်လှုပ်ကြတဲ့သူတွေကကျွန်မခုနကပြောသလိုမျိုးပေါ့ဟိုတခါလေကြာအခြေခံပညာအားလေးတွေလည်းတချို့နေကြတယ်နော်အာအတိလေးတွေရောပေါ့တချို့ဆိုရင်ရန်ကုန်တောင်မှရွှေကုံဖျားတော်မရောက်ဘူးပဲနဲ့နိုင်ငံသားရောက်သွားတဲ့သူတွေလေနော်ဆိုတဲ့ခါကျတော့လေမြန်ကိုအခုပထမဦးဆုံးချိန်နဲ့မြင်ဘူးပြီးတော့မှစီးပြီးတော့မှဒါနိုင်ငံသားဆိုတာကိုပထမဦးဆုံးချိန်ရောက်သွားတဲ့သူတွေဆိုတော့မနေတဲ့မစားတဲ့ မထိုင်တဲ့ဆိုတဲ့ခါကျတော့အဲ့လိုမျိုးဖြစ်တဲ့နောက်တစ်ခါလင်းဟိုဘယ်လိုခေါ်မလဲဟိုအင်အားကိုအုပ်စုရှိတယ်ဆိုလို့ရှိရင်ဂန်ကျဲတာပေါ့နော်အဲ့လိုမျိုးသွားပြီးတော့မှဂန်ကျဲအောင်ကိုမြည်လည်းမဟုတ်ဘူးကိုရည်လည်းမဟုတ်ဘူးကို government လည်းမဟုတ်ဘူးနော်အဲ့ဒါလေးကိုသတိထားဖို့လိုတယ်နောက်နောက်အခုအမေရိကကတော့လုံးဝဒါ travel ban နေဆိုပြီးတော့မှအကုန်လုံးဟို B1 B2 နော်အကုန်လုံးအကုန်လုံးအကုန်ကို ban တာအကုန်ကို ban တာ C1 C2 အကုန်ကို ban တာ เนาะအကုန်ကိုဘန်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါနောက်ဒါအမေရိကန်လိုနိုင်ငံကြီးကဘန်းနေဆိုဂျန်နစ်နိုင်ငံကြီးကလည်းလာမှာနော်အဲ့တော့လေကျမခုနကပြောတဲ့လိုမျိုးပေါ့အဲနိုင်ငံကြီးကအခုကျမတို့တွေကိုဘန်းနေဆိုတာကျမတို့တွေကိုအအရန်စီစစ်တယ်အရန်ကြီးကျက်တယ်အရန်ကျက်တယ်ဆိုတာကျမခုနကပြောတာရှင်းရှင်းလေးအစိုးရကိုနှိမ်တာမဟုတ်ဘူးအစိုးရကိုလှုပ်တာမဟုတ်ဘူးလူမျိုးကိုလှုပ်တာလူမျိုးကိုနှိမ်တာ နင်တို့လူမျိုး မြန်မာလူမျိုးစီကံမရှိတဲ့လူမျိုးအောက်တန်းကြတဲ့လူမျိုးဇယိုက်ကြတဲ့လူမျိုးငါတို့တိုင်းပြည်မှာလာပြီးခိုအောင်ပြီးတော့မှငါတို့တိုင်းပြည်ကိုလာပြီးတော့မှဒုက္ခပေးမဲ့လူမျိုးလူမျိုးကိုနှိမ်တာအစိုးရကိုနှိမ်တာမဟုတ်ဘူးလွဲမှနှိမ်မှာဆိုလို့လွဲသူတို့အစိုးရချင်း relationship ရှိပြီးသားနော်အစိုးရချင်းဘာမှမဖြစ်ဘူးသိလားလူမျိုးကိုနှိမ်တာအရန်ဆိုးတယ် နော်အခုဆိုဂျပန်ဆိုအရန်ဆိုးလာတယ်နော်ဒီဘက်နောက်ပိုင်းဂျပန်မှာဆိုလည်းအရန်ဆိုးလာတယ်အဲ့တော့ကျွန်မခုနကပြောတယ်လို့ပေါ့နိုင်ငံရဲ့ချားတစ်ခုမှာဟိုတယောက်စီကံဖောက်လိုက်တယ်ခုနလိုပေါ့စင်ကာပူမှာအင်ဂျီချုပ်ပြီးတော့မှလောက်တာဟာဂျပန်မှာတခါတည်းဆာကူရာပန်းချီပွဲမှာတခါတည်းစောင်းပေါက်ကြီးနဲ့ကခုံရတာတွေဟာဒီလိုမျိုးတွေအော်ဂျီဟစ်ဂျယ်ဒီနဲ့လောက်တာတွေစီးမဲ့ကမ်းမဲ့တွေကိုဆက်တွေထွေးတာတွေအမိုက်တွေပြစ်တာတွေဟာဘလိုတွေလောက်တာတွေဆိုရာမျိုးတွေက မတ်ဖြူမတ်နီမတ်ပြာမတ်ဝါမောင်ဖြူမောင်နီမောင်ပြာမောင်ဝါလို့ဖြစ်တာမဟုတ်ဘူးမြန်မာတွေဘာမာတွေဖမာတွေเนาะအဲ့လိုမျိုးနဲ့ဖြစ်တာဒါကြောင့်မလို့လင်းစီကန်းလေးနဲ့စောင့်ထိုင်းကြဖို့လိုတယ်เนาะအာနည်းနည်းလေးပတ်ဝန်းကျင်လီလာအားလေးတွေနဲ့နော်လီလာအားလေးတွေနဲ့အလားအလားအကူအညီတွေပေးရလို့လည်းမပေးကြတော့ဘူးလေအဲ့ဒါနော်ဆိုတော့အဲ့လိုလေးဖြစ်တယ်အဲ့တော့လေကို့လူမျိုးကုံကိုကိုမချကြပါနဲ့လို့အစိုးရကိုနှိမ်တာမဟုတ်ဘူး လူမျိုးကိုနှိမ်တာအဲ့ဒါအမှန်တရားပဲတိုင်းပြည်ဆင်းရဲလို့မဟုတ်ဘူးဇာရိတဆင်းရဲလို့စီကံဆင်းရဲလို့စီကံမဲ့ကြလို့နှိမ်တာတိုင်းပြည်ဆင်းရဲလို့နှိမ်တာမဟုတ်ဘူးငါ လွန်ခဲ့တဲ့လတွေတုန်းကကျမပြောတော့ကျမပြောတာကိုမကြိုက်ကြဘူးလीเนาะကျမပြောတယ်ကျမတို့နိုင်ငံသားတွေစီကံရှိဖို့နိုင်ငံသားတွေမှာဒီလိုမျိုးတွေဖြစ်တယ်เนาะဒီလိုတွေဖြစ်တယ်เนาะဆိုပြောတော့ကျမကိုမကြိုက်ကြဘူးအဲ့တော့နိုင်ငံသားတိုင်းပြည်တွေကကျမတို့အစိုးရကောင်းတာမကောင်းတာတို့စိတ်ဝင်စားဘူးတို့သိလည်းမသိဘူးเนาะကျမတို့ဟိုနိုင်ငံဆင်းရဲတာချမ်းသာတာလည်းတို့စိတ်ဝင်စားဘူးအဓိကကတော့ဒီနိုင်ငံသားတွေငါတို့နိုင်ငံထဲကိုလာရင်ငါတို့နိုင်ငံကိုဒုက္ခပေးမှာလား ဒီနိုင်ငံသားတွေငါတို့နိုင်ငံထဲကိုလာရင်ငါတို့နိုင်ငံမှာစီကန်းတွေဖောက်ဖျက်မှာလားဒီနိုင်ငံသားတွေငါတို့နိုင်ငံထဲကိုလာရင်ငါတို့နိုင်ငံကပြာထန်းထားတဲ့ဥပဒေတွေစီကန်းတွေကိုလိုက်နာမှုအားရှိမှာလားမရှိဘူးလားဒါနဲ့တိုင်းထွာတာအဲ့တော့နိုင်ငံစင်းရဲလို့အလားမခံနိုင်တာမဟုတ်ဘူးเนาะအစိုးရမကောင်းလို့အလားမခံတာလည်းမဟုတ်ဘူးကျွန်တော်တို့တွေဇာတိတတွေစင်းရဲလို့အလားမခံတာကျွန်တော်တို့တွေစီကန်းမဲ့လို့ညှို့ညင်တာအဲ့တော့ ထိုင်းစင်ကာပူမလေးရှားဂျပန်ကိုရီးယားအရန်များတဲ့အခြေခံလုပ်လူဒန်းစားသွားတဲ့အချိန်မှာစည်းကမ်းလေးတွေရှိပါအခြေခံလူဒန်းစားဆိုပေမဲ့စိတ်ဓာတ်တွေကတော့အထက်တန်းစားစိတ်ဓာတ်တွေ ਨੇ ဖြစ်အောင်စူးစမ်းပြီးတော့မှနေထိုင်ကြပါနော်လူမျိုးရဲ့ဂုံသိက္ခာနဲ့သက်ဆိုင်နေနော်ဆိုတော့မထော်မနှမ်းနေအရန်လုပ်တယ်ကျမတို့ဟိုမှာလေအလုတ်ထဲမှာတစ်တော်မရိုက်ရဘူးဂျပန်မှာဆိုလဲအလုတ်ထဲမှာတစ်တော်ရိုက်တယ်နော်ဘိုးဘာဆောက်ရှောက်ကြီးတွေမှာ ဒီအဖိုးဖွားတွေရဲ့ပုံတွေကိုဆိုရှယ်မီဒီယာမှာတင်ခွင့်မရှိဘူးမတင်ရဘူးနော်ဆိုတက်လာတယ်ဆိုရှယ်မီဒီယာမှာအော်ငါတို့မြန်မာပြည်သက်ပဲတည်တာဂျပန်တရားမို့ကိစ္စမရှိပါဘူးဟောစီကံကိုဖောက်တာဒီဟာမလုံရဘူးဆိုမလုံရဘူးစီကံကလိုက်ကိုလိုက်နာမှာလေဟုတ်လားကျမတို့ဘိုးဘွားစောင့်ရှောက်ရေးတွေမှာလေဘိုးဘွားစောင့်ရှောက်ရေးတွေမှာဆို TikTok မရရဘူးဒီဘိုးဘွားရဲ့ privacy အရလုံးဝ social media ပေါ်မှာမတင်ရဘူးဆိုရိုက်ကြတယ်လေ TikTok တွေတင်ရတယ်လေစီကံမလိုက်နာတာเนาะဆိုတော့ ပန်းချန်ထဲဒီမှာဟာတခါတည်းကိုသူများ cherry ပန်းကြီးဆိုအေးအေးချမ်းချမ်းနဲ့တခါတည်း cherry ပန်းကြီးပွဲတော်မှာအေးအေးချမ်းချမ်းနဲ့ဖြာလေးတွေခင်းပြီးသူများလေမိသားစုတခါတည်းကို picnic တခါတည်းကိုမိသားစုအနားယူတာ relax လုပ်ပြီးတော့မှကြည်တာဟာမြန်မာတွေကအုပ်စုလိုက်ကြီးသွားပြီးဆောင်းပေါက်ကြီးရနေတခါတည်းကခုံအော်ဟိစူညံမူယူတောက်စားပြီးတော့မှပါလာပြီးတည်င်းထဲမှာမြန်မာယူရီယမ်ထိုင်းမှာပြီးခဲ့တဲ့ကြံတော့က ဟာ central worship ခဏသွားလိုက်တယ်ဟာမြမသားတွေကိုစူညံပြီးစီးမဲ့ကမ်းမဲ့တွေနဲ့အရန်ကြိလိုက်တယ်စီးမဲ့ကမ်းမဲ့နဲ့မူယူပြီးတော့မှလေဂျလေဘီလုပ်နေတယ်ကြိလိုက်မြမကျမချစ်လို့ပြောတယ်မှတ်ပါနော်သိလားကျမနှိမ်နေတာမဟုတ်ဘူးနော်ဟာ central worship မှာလေမြမသားတွေနဲ့အော်ဟစ်ပြီးမူယူပြီးအာပြေကားပြီးတော့မှဖြစ်နေအဲ့ဒါမြမနောက်တစ်ခါလူသက်မှုတွေဖြစ်တယ်ရန်ဖြစ်တယ်ခိုက်ရန်ဖြစ်ပွားတယ်တရင်ထဲတွေမှာပါလာတယ်မြန်မာ ိုမဟိုမဟာဆိုင်မှမှာတခါတည်းကထိန်ပွဲလိုမျိုးစောင်းပေါက်ကြီးနဲ့မြန်မာပြည်မှာကထိန်အလှူခံတယ်လို့မျိုးတွေစောင်းပေါက်ကြီးနဲ့ trolley လေးပေါ်မှာစောင်းပေါက်ကြီးရဲ့တင်နဲ့မိုက်ကြီးနဲ့လှုပ်ပြီးတော့မှအလှူပတ်ခံသူများတိုင်းပြည်ကမကြိုက်ဘူးလေဒါတွေငါတို့မြန်မာတွေများလို့မြန်မာ tradition နဲ့မြန်မာတိုင်းလို့အောင်ကိုတိုင်းပြည်မဟုတ်ဘူးကိုရိုးရရင်ကျင်းမှုမဟုတ်ဘူးကိုမြေကိုရေကိုအစိုးရမဟုတ်ဘူးအဲ့ဒီတော့အရင်တော့ကကျမတို့ ပြောတဲ့ခါကျတော့တကယ့်ကိုလူကြီးကကြိုမြင်လို့အေးတယ်ဟာအေးတယ်လို့နေအင်းရှင်နေကိုမညွန်ညင်စေနဲ့ဆိုတဲ့ခါကျတော့ပြောကြတယ်ဟုတ်လားအေးတယ်ဟာအေးတယ်လို့နေမှာအင်းရှင်ကကြိုးစုံမှာပေါ့အေးတယ်ဟာအေးတယ်လို့နေမှာအင်းရှင်ကမညွန်ညင်မှာပေါ့သူများအင်းကိုတက်ပြီးနေခြင်းတလို့နေစားခြင်းတလို့စားလုံးခြင်းတလို့လုံးတော့သူများအင်းရှင်ကညွန်ညင်ပြီလေအဲ့တော့ကျမတော့တခွန်းနေပဲကျမမြင်တဲ့အမြင်ကအစိုးရမကောင်းလို့ တိုင်းပြည်စင်းရဲလို့ကျမတို့မြန်မာလူမျိုးတွေကိုလက်မခံတာမဟုတ်ဘူးအစိုးရမကောင်းတာလဲသူတို့စိတ်ဝင်စားဘူးအဲ့ဒါကျမတို့နဲ့ကိစ္စတိုင်းပြည်စင်းရဲတာလဲစိတ်ဝင်စားဘူးကျမတို့တိုင်းပြည်ထဲမှာကိစ္စသူတိုင်းပြည်ကို လာတဲ့အဟာတွေကသူတိုင်းပြည်ကိုဒုက္ခပေးမဲ့လူမျိုးလို့မှတ်လိုက်လို့လက်မခံတော့တာအဲ့ဒီတော့နိုင်ငံစင်းရဲလို့လက်မခံတာမဟုတ်ဘူး ကျွန်တော်တို့လူမျိုးကဇာရိတဆင်းရဲလို့စီကံချို့တဲ့လို့လက်မခံတာအဲ့တော့စီကံလေးကြီးလိုက်နာပါလို့ပဲဒီကပြောချက်နေနော်